အားလုံးပဲမင်္ဂလာပါ K2B Knowledge Bank ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်စီးပွားရေးကဏ္ဍကနေကျွန်တော်တင်ဆက်နေကြအစီအစဉ်လေးတိုင်းဘဏ်နဲ့ငွေကြေးဆိုင်ရာအပိုင်းနှစ်ကိုတင်ဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်ရွေးချယ်ထားခေါင်းစဉ်လေးကတော့ဘဏ်မှာငွေဘယ်လောက်ရှိကြလဲဆိုတဲ့ခေါင်းစဉ်လေးကိုရွေးချယ်ထားပါတယ်ဗျဒီခေါင်းစဉ်လေးကိုရွေးချယ်ပြခဲ့တာကကျွန်တော်တို့နိုင်ငံမှာအခုလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေကမိတ်ဆွေတို့သိထားတဲ့ဘူးသူရတစ်ခုဖြစ်တယ်ဆိုတာယုံကြည်တာရောက်ဝယ်ဖြစ်ပါတယ်မိတ်ဆွေအနေနဲ့ ပို့ပြီးနားလေရတော့လို့ကျွန်တော်ရှေ့ကတင်ဆက်ခဲ့တဲ့အပိုင်း1ဗီဒီယိုလေးဖြစ်တဲ့ဘန်ဆိုတော့ဘေဂါစားဆိုတဲ့ဗီဒီယိုလေးကိုကြည့်ထားဖို့တိုက်တွန်းပါရစေ။အဲ့တော့ဘန်မှာငွေဘယ်လောက်ရှိတာလဲဆိုတာကိုနားလည်ဖို့အတွက်ထုံးစံအတိုင်းဥပမာလေးတွေနဲ့နှိုင်းရှင်းကြည့်ကြရအောင်။ကျွန်တော်ဘန်ရဲ့ balance sheet လေးကအောက်ပါအတိုင်းဖြစ်တယ်ဆိုကြပါစို့။ကျွန်တော်ကအတရင်မတ်ငွေ3000နဲ့ကျွန်တော်ဘဏ်ကိုမတ်ထားပြလို့တဲ့ကြောင့်မလို့ကျွန်တော်ဘဏ်ရဲ့ equity က3000ရှိမှဖြစ်ပါတယ်ကျွန်တော်ဘဏ်မှာပထမဦးဆုံးငွေလာစုတာကတော့လယ်သမားကြီးများဖြစ်ပါတယ် ။ဒါသမားဦးကြီးတို့ကသူတို့ရဲ့စုငွေစောင်းဝယ်တင်းတန်းတန်းကိုလာရောက်စုတာပဲဖြစ်ပါတယ်ဗျ။ဘန်းဆိုတာအရင်ကပြောခဲ့သလိုချမ်းသာမှု world တွေကိုတိုးစီတာတိုးစီဖို့ဖြစ်တာကြောင့်ထုံးစံတိုင်းဒီငွေတွေကိုတခြားလုပ်ငန်းရှင်တွေထံကိုပြန်ချေရမှာဖြစ်ပါတယ်။ဒါပေမဲ့စုထားတဲ့ငွေတွေအကုန်ထုတ်ချေလို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့အကယ်၍များလေသမားကြီးတို့အတုံးလိုလာရင်တချို့တစ်ဘက်ကိုပြန်လည်လာထုံနိုင်ရရှိပါတယ်။ဒါကြောင့်စုငွေရဲ့ဆယ်ကိုင်းတော့ခြံထားမှာဖြစ်ပါတယ်။ဆယ်ကိုင်းတော့ဆိုတော့တိန့်တရာတိန့်တထောင်ပေါ့နော်။ ီလိုထားတာကို fractional reserve banking လို့ခေါ်ပါတယ်ဗျဘလောက်ရအောင်ထားလဲဆိုတာကတော့ဘန်တွေရဲ့စီးမင်းတွေလိုက်တစ်ခုနဲ့တစ်ခုမတူညီကြပါဘူးဒါပေမဲ့အနည်းဆုံးတော့100ခိုင်နှုန်းဒါမှမဟုတ်100ခိုင်နှုန်းတော့ထားမှာဖြစ်ပါတယ်အဲ့တော့ထုတ်ချေးလိုက်တဲ့ငွေတွေကရင်းနှီးမြှုပ်နှံမှုတွေကနေတစ်ဆင့်ဘယ်ကိုရောက်သွားမှာလဲဆိုပါစို့ကျွန်တော်ဒီလယ်သမား US ငွေတွေကကျွန်တော်100ခိုင်နှုန်း reserve ထားတယ်ကျန်ငွေ3900ကိုကျွန်တော်ကဆယ်လုံငန်းအတွက်ချိလိုက်တယ်ဆိုကြပါစို့အဲ့တော့ဒီဆယ်လုံငန်းအတွက် ပတ်စံထုတ်ချေးရတယ်ဆိုရင် ဒီ3900ဟာဆယ်တူးကြတဲ့လူသမားတွေမြေကွက်ပန်းရှင်တွေဆက်သဖြင့်အတိအသီးစီကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ဆိုတော့ကတော့ကျွန်တော်တို့ရဲ့လူဖွဲ့သေးတဲ့ကိုပြန်လဲစီစဉ်လာတာပဲဖြစ်ပါတယ်ဗျ။ရရှိလာတဲ့ငွေတွေကိုအလုံသမားတို့ကတော့ဒီငွေလက်ခံရရှိတဲ့လူတွေကကျွန်တော်ပံပါးပဲငွေလာရောက်စုမယ်ဆိုကြပါစို့။ကြောင့်အဲ့ဒီအတွက်လေသူတို့လာစုရတဲ့လူတွေအတွက်လည်းကျွန်တော် reserve money ဆယ်ခိုင်နှုန်းကိုထားရှိရမှာဖြစ်ပါတယ်။ဒါကြောင့် လာစုကြရင်ဝင်3900လောက်ရမှာကျွန်တော် reserve money 3900လောက်ချန်ထားပြီးတော့ကြန့်ရှိဝင်3100လောက်ထပ်ပြီးတော့ထုတ်ချရမှာဖြစ်ပါတယ်။ဆိုကြပါဆိုကျွန်တော်ကအလုံးသမားများနေထိုင်ဖို့ရာအိမ်ယာစီမံကိန်းအတွက်ထပ်ပြီးတော့ထုတ်ချလိုက်ပြီးဆိုကြပါဆို။ဒါဆိုရင်ဆောက်လွေလူသားများထံဥပမာဆောက်လွေကုမ္ပဏီတို့အလုံးသမားတို့ဘောနော်အဲ့ထံအိုဒီ3100တရာထပ်မံစီစဉ်သွားမှာဖြစ်ပါတယ်။ဆောက်လွေလူသားများကရရှိကြတဲ့ငွေတွေကိုကျွန်တော်ရဲ့ဘဏ်မှာပဲပတ်စံအပ်ပြီးစုကြမယ်ဆိုရင်ကျွန်တော်ရဲ့ balance sheet လေးက ီပုံစံအတိုင်းပြောင်းလဲသွားမှာဖြစ်ပါတယ်ဒီဒီချိန်တော့ကျွန်တော်ချက်ပြီးတော့ထုတ်မချေတော့ဘူးဒါကြောင့်လဲဆိုတော့ဆက်ချေးနေမှာဆိုရင်မိတ်ဆွေတို့ကိုကျွန်တော်ဥပမာပေးရမှာရှည်သွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီသိန်း၈00တရာလုံး reserve money အနေနဲ့ထားလိုက်ပါမယ်အဲ့တော့မိတ်ဆွေတို့အတွက်တွေးစရာတခုရှိလာပါတယ်ဘဏ်မှာငွေဘယ်လောက်ရှိတာလဲဒီမိကုန်းကိုဖြည့်ဖို့အတွက်ဆိုရင်ပဆိုင်ရဲ့အတိအဝယ်ဖွင့်ပုံအရနှစ်မျိုးဖြည့်လို့ရပါတယ်တမအောင်စဉ်းစားနေတဲ့မျိုးကတော့ကျွန်တော်ဘဏ်မှာကြန့်ရှိနေတဲ့ result money တွေကိုတွက်ကြည့်လို့ရပါတယ်ဗျအဲ့တော့ result money တွေဖြစ်တဲ့3800 3900 3000 1000စုပေါင်းသုံးခုပေါင်းလိုက်မယ်ဆိုရင်စုပေါင်း3000ရှိတယ်လို့ပြောလို့ရပါတယ်ဒါကတော့မိတ်ဆွေတို့ရှင်းမယ်ထင်ပါတယ်ဗျဘာလို့လဲဆိုတော့ဘာမှစပြီးစုတဲ့ပတ်စံ3000လည်းသမားတို့ရဲ့စုက3000ပေါ့နော်အဲ့ဒါနဲ့စပြီးလေပက်တာဖြစ်တဲ့ကြောင့်မလို့ဒီဖြေကိုတော့ရှင်းမယ်လို့ထင်ပါတယ်အဲ့ဒုတိယတစ်မျိုးကတော့ဘာမှလာစုတဲ့သူတွေရဲ့ရှုထောင့်ကနေအဖြေပေးမှာဖြစ်ပါတယ် တမလာစုတဲ့သူကလက်သမားတို့ရဲ့စုဝင်တင်းတသောသူကလည်းဒီပန်ထဲမှာတင်းတသောရှိတယ်လို့ထင်မှာဖြစ်ပါတယ်အဒုတိယတစ်ခုကတော့ဆယ်တုသားတို့ရဲ့စုဝင်တင်းကိုတော်ဆယ်တုသားတို့ကလည်းသူတို့ပတ်စံတင်းကိုတော်ဒီပန်ထဲမှာရှိတယ်လို့ထင်မှာဖြစ်ပါတယ်ဆောက်လို့ရေလုံသားတို့ရဲ့စုဝင်တင်း၈000နော်ဆောက်လို့ရေလုံသားတို့ဒီပန်ထဲမှာသူတို့ကတင်း၈000ရှိတယ်လို့သူတို့ယူဆမှာဖြစ်ပါတယ်အဲ့တော့သူတို့တောင်းစုရဲ့အားလုံးကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်နော်စုပေါင်းတင်း2800ရှိမှာဖြစ်ပါတယ် ဒီ feature တစ်ခုကိုတွေ့ပြီးလိုက်ရှင်ကတော့စဉ်းစားစရာအတွေ့အအများကြီးကိုသွားနိုင်ရရှိပါတယ် pattern ဆိုတာပိုင်ဆိုင်မှုနဲ့ဥစ္စာသာရကြွယ်ဝမှုတနည်းအားဖြင့် world တွေကိုကိုးစားပြုရန်ပြည်စည်းချင်းချင်းလဲလှယ်ဖို့အတွက်အစားအသောက်ဆောင်ရွက်ဖို့ရာပေါ်ပေါက်လာခဲ့တာဖြစ်ကြောင်းကိုကျွန်တော် pattern ဆိုတာဘာလဲဆိုတဲ့ video လေးထဲမှာရှင်းပြထားပြီးဖြစ်ပါတယ်အဒီ feature တစ်ခုကဘာမှရှိတဲ့ငွေနဲ့တက်ချက်တဲ့ပထမအဖြေကိုတော့မိတ်ဆွေတို့ရှင်းမယ်လို့ထင်ပါတယ်ဒါပေမဲ့ဒုတိယအဖြေဖြစ်တဲ့ငွေလာစုကြသူများရဲ့ရှုထောင့်ကပတ်စံတန်ဖိုးဟာပထမအဖြေထက်များစွာကွာဟနေပါတယ် ဘာကြောင့်များလာတယ်လို့ထင်ပါတယ်ဗျတကယ်ရောချမ်းသာမှုတွေကိုကိုစားပြုပါသလားဒုတိယဖြေကိုမှန်ကန်စေဖို့အတွက်အဓိကကြားတဲ့အရာကတော့ဘန်တွေကထုတ်ချလိုက်တဲ့ရင်းနှီးမြှုပ်နှံမှုတွေခုကကျွန်တော်ဆယ်လုံငန်းတို့ဆောက်လုပ်လုပ်ငန်းတို့ဒီလုပ်ငန်းတွေကတကယ်ပဲ world တွေကို generate လုပ်ပေးနိုင်တယ်လို့ယူဆမှာဖြစ်ပါတယ်တကယ်ပဲ world တွေကို generate လုပ်နိုင်တယ်လို့ယူဆနိုင်မှဒီပတ်စံတွေကငွေကြီးဖောင်းဖောင်းမဟုတ်ဘဲတကယ်ချမ်းသာမှုပူတာပြုမှာဖြစ်ပါတယ်ဥပမာဆိုရပါစို့ဒေသမကြီးတို့က အစကဒီမိုးရင်းပဲစိုက်ပြိုးလို့ရရကြမလို့မိုးစဘာပဲထွက်တယ်ပေါ့အဲ့တော့မိုးစဘာကစဘာတသိန်းထွက်တယ်လို့ဆိုကြပါစို့အဲ့တော့ပထမဦးဆုံးကျွန်တော်ထုတ်ချိလိုက်တဲ့ချင်းွေလုပ်ငန်းဖြစ်တဲ့ဒီလုပ်ငန်းဖြစ်တဲ့ဒီဆဲတီကြောင်ရင်းကြောင့်ညွေစဘာပါစိုက်ပြိုးဝင်ရရှိသွားတာကြောင့်စဘာအထွက်ကနှစ်ဆတိုးလာခဲ့ပါတယ်ဒါကြောင့်မလို့စုစုပေါင်းစဘာနှစ်သိန်းထွက်ရှိလာခဲ့ပြန်ပါတယ်အနောက်တစ်ထပ်ချိလိုက်တဲ့လုပ်ငန်းဖြစ်တဲ့ဆယ်လုံးသားများနေထိုင်မှုရာအိမ်ယာစီမံကိန်းကြောင့်လူသမားတွေတက်တောင့်တက်တာနေနိုင်မယ်ဒါကြောင့်အလုပ်တွေပုံပုံပြီးမြောက်မယ်ဆယ်တွေမြန်မြန်ဆန်ဆန်တည်ဆောက်နိုင်ကြတယ်ဆိုကြပါစို့ ဒါကြောင့်လည်းစဘာပုံမှုအထွက်တိုးလာပြီးတော့၃ဆပို့ထွက်လာခဲ့ပါတယ်။နောက်ဆုံးစဘာ၃သိန်းထွက်လာခဲ့ပါပြီ။ဒါဟာတကယ် worth the ချမ်းသာမှုတွေပဲဖြစ်ပါတယ်ဗျ။ကျွန်တော်ထက်ကအဖမအဖြစ်ဖြစ်တဲ့ဘန်မန်ဝေ၃သိန်းရှိတယ်ဆိုတာကမူလချမ်းသာမှုစဘာ၃သိန်းမှရှိတဲ့တန်ဖိုးဖြစ်ပြီးတော့ဒီ worth the တိုးတက်လာတဲ့အခါမှာတော့ဒုတိယဖြစ်ဖြစ်တဲ့သိန်း၂800နဲ့လေဘက်မှာသာရုပ်တည်ရှိမှာဖြစ်ပါတယ်။ဒါကြောင့်မလို့တကယ်ထုတ်ချရတဲ့လုပ်ငန်းတွေက worth တွေကို တွတ်တက်စေတဲ့လုပ်ငန်းတွေဖြစ်မှာသာဒီဗန်မာလာစုရဲ့လူငွေလူတွေရဲ့ရှုထောင့်ဝါကြည့်တဲ့ငွေတန်ဖိုးဟာမှန်ကန်မှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့တွေးကြရတွေးရအများကြီးကြရှိသွားမယ်လို့ယုံကြည်ပါရဲ့ဗျကျွန်တော်ဘက်မှာလည်းစိတ်ဝင်စားကြကောင်းတဲ့ဗန်နဲ့ငွေကြီးဆိုင်ရာများအပိုင်း၃ကိုတက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ကြောင့်မလို့ဆောင်းမြောက်အပေးကြပါအောင်ဗျာ